ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွတ်တော်ရပါအဲ့တော့ပရောဂစီးစွာပါလေအဲ့လိုစီးပောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရှိနေတဲ့လူသားတွေကဘာအကျိုးအမျက်ကိုခံစားရလဲပြောမှဆိုရင်တော့ဘာအကျိုးပြစ်ကိုခံစားရလဲအဲ့တော့ကျွန်တော်ဂမ်မီယာပညာရေးမှာဘာရှိလဲဆိုပြောမှဆိုရင်ပရောဂဆိုရှိပါတယ် ရလောကဆိုတာဘယ်လိုဘယ်လိုပုံကိုမျိုးနေနေတာလဲပရလောကဆိုတာကကျွန်တော်တို့တေဆုံးသွားပြီးနောက်နော်တေဆုံးသွားပြီးတဲ့နောက်မှာလူလည်းမဖြစ်ဘူးလက်လည်းမဖြစ်ဘူးငဲပုံလည်းမရဘူးတိစ္ဆာန်ပုံလည်းမရဘူးအဲ့လိုမရောက်ပဲနဲ့ဝိညာဉ်လိုလိုတရေလိုလိုတစေလိုလိုအဲ့လိုအခြေအနေမျိုးအဲ့ဒါကိုတော့အများစုကပြောကြတာတော့ပိတ်တာလို့သူရကယ်လို့ ပိတ်တာအဆင့်အထရကယ်အဆင့်မရောက်သေးပဲနဲ့ဟိုမကျွမလို့သေးတဲ့သူတွေနေတဲ့နေရာကိုလည်းပရလောကဘုံလို့လည်းသတ်မှတ်လို့ရတယ်ကျွန်တော်တို့ logic ဆရာအများစုကကြတော့အဲ့ဒီပရလောကသားတွေနဲ့အလုတ်လုံးကြရတယ်ချုပ်အောင်လန်းဆရာတွေတရားတွေကိုကျွေးမွေးပြီးတော့ခိုင်းစေတာအဲ့ဒါလေပရလောကသားတွေကိုခိုင်းစေတဲ့သဘောပဲလို့ယူဆသတ်မှတ်လို့ရတယ် အဲ့ဒီနောက်ပိုင်းမှာကြားရတယ်ပရာရောဂါစီးပေါက်တယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ကဟိုပြောမယ်ဆိုရင်ကျွန်တော်ကဘာကြီးရှိတယ်ကျွန်တော်ကဘာကြီးကိုဒီသိပ္ပံမြင်ညာနဲ့ပြောမယ်ဆိုရင်တော့ဟိုနော် three dimension ပေါ့အုံမဲ့မြင်တဲ့ကဘာတယ်ဆိုပြီးပြောကြတယ်အဲ့တော့မမြင်ရတဲ့လောကတွေရှိပါတယ်ကျွန်တော်တို့ဉာဏ်လုံးနဲ့မမြင်ရတဲ့လောကတွေအဲ့လောကတွေအကားလုံးမှာနတ်ပုံတွေပါတယ်ဝိဇာပုံတွေပါတယ်အဲ့ဒီမှာလဲပရာရောဂါသားတွေနေထိုင်တဲ့ပရာရောဂါဘုံလဲပါတယ်ပြောချင်တာတော့ပါလဲဆိုကျွန်တော်တို့နေနေတယ် ဒီကဘာကြီးပါပဲနေနေတယ်အဲ့တော့ကျွန်တော်ရဲ့အရှိကျွန်တော်ရဲ့အိမ်ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာလည်းအဲ့လိုရှောက်သွားနေတဲ့ပရာလောကသားတွေရှိနေမယ်အဲ့လိုပဲသူတို့ရဲ့နေထိုင်ကြက်စားတဲ့ပုံတွေရှိနေမယ်အချို့သစ်ပင်တွေမှာဆိုရင်ဟိုကက်ညိပြီးနေနေကြတဲ့ပရာလောကသားတွေရှိကြနေမယ်ကျိုးစုံဘာပြောလဲဆိုတော့တစ်ပင်ကြီးကြီးတစ်ပင်မှာပရာလောကသားတွေထောင်ထဲရှိတောင်းထဲရှိကိုနေနိုင်တယ်လို့ဆိုပြီးတော့အချို့အစာတွေမှာလည်းပါတယ်ကျွန်တော်တို့ကျွန်တော်ရှောက်လာခဲ့တဲ့ဒီ logic လမ်းကြောင်းရှောက်လုံးမှာဆိုရင်တော့ဟို ကျွန်တော်မြင်ရတယ်ဆိုတာကကျတော့အာဒီအပင်ကြီးထဲမှာအကြီးဆုံးကောင်နေအကြီးဆုံးဆိုတဲ့အကောင်ကြီးတွေမြင်ရတာလို့ဒီအိမ်မှာတဲရဲ၆ရင်တဲရဲ၆နေရတာတော့ကျွန်တော်သွားနေရလမ်းမာတွေပေါ်မှာဒီတိုင်းပဲဟိုလင်း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 တို့မျိုးသွားနေတဲ့အရာတွေအဲ့လိုမျိုးတွေရှိကြတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ပရာလောကသားတွေဆိုတာကကျတော့ဒီအတူညီတဲ့ပုံစံတွေနဲ့ရှိကြတယ်ပေါ့ဆိုတော့ဟိုနားရပြောလို့တရေပုံစံမျိုးတစီပုံစံမျိုးချူကြလူပုံစံမျိုးချူကြရောလေ တို့ရဲ့အစင်မ်းနေပြီးပြီးနဲ့ပြောင်းလဲတိုးတက်လာတဲ့အခါမှာတကောပါပါကြီးမြင်လာတဲ့အခါမှာဆွေကြီးတွေပေါက်လာတာလို့အမွှေးကြီးတွေထွက်လာတာလို့ဖြည်းဖြည်းဖြည်းချင်းနဲ့ပါပြီးတော့ပိတ်တာကောင်းကြီးဖြစ်သွားတော့အတူတကဲကောင်းကြီးဖြစ်သွားတာလို့ကျွန်တော်ညီမစကားဆိုတရေတစေနော်ဟိုတပတ်အဲဒီလိုမျိုးတွေအမျိုးဆုံးပြောအမျိုးမျိုးပြောကြရတယ်ပေါ့အဲအင်္ဂလိပ်စကားလုံးမှာဆိုတော့ ghost တို့နောက်ပြီးတော့အဲ့တက်နည်းနည်းဆိုသွားရင်တော့ဒီအာမကောင်းဆိုတာ devil လို့ demon လို့အဲလိုမျိုးပေါ့စသဖြင့်ပြောကြတယ်အဲ့တော့ပရလောကစီးနေတာဘယ်လိုပေါက်တာလဲဆိုတော့ ခုနပြောလို့ပေါ့ကျွန်တော်တို့ကဘီပရာလောကအကြီးကိုမမြင်ရဘူးမတွေ့ရဘူးအဲ့တော့ပရာလောကအသားတွေကိုတွေ့နိုင်တဲ့သူတွေရှိကြတယ်အဲ့ဒါပါလေဆိုကျွန်တော်တို့လိုမျိုးလောကီပညာရှင်တွေကိုလောက်တဲ့သူတွေအချို့မြင်ရတယ်မြင်ရတဲ့ဆိုတာကျွန်တော်တို့ကလည်းအဲပါကြီးမြင်နေရတာမဟုတ်ကျွန်တော်တို့ကိုရီးယားဒရမာကားတွေရတယ်မျိုးတရားတွေရှောက်သွားနေရာကြီးကိုဗျာကျွန်တော်မျက်စိရှိရနေမြင်နေရတာကိုကျွန်တော်တို့ကအကြောင်းတိုက်ဆိုင်တဲ့အခါမှာမြင်ရတယ်အကြောင်းတိုက်ဆိုင်တဲ့အခါမှာတွေ့ရတယ်ချုပ်သူတွေကကြတော့လို့ပဲပလိန်ကြီးကိုမြင်နေရသူတွေလည်းရှိကြတယ်ချုပ်ကြတော့လည်းသူမြင်နေရတဲ့သူတွေကလူ ချို့သူတွေကလူလိုပဲနေနေကြတာဆိုတော့ကြာပေါ့လူလိုပဲနေနေကြတဲ့သူတွေရှိတယ်။သွားလာလို့ရှားနေရအဝင်တိုက်မိသွားတာလူဝင်တိုက်မိတာပဲထင်တာ။အဲကိုကကိုမသိလိုက်ပဲနဲ့ပရာရောကသားတွေကိုဝင်တိုက်မိရတယ်ရှိတတ်တယ်။အဲ့လိုပြောရခြင်းကြောင့်ကပရာရောကသားတွေကကျွန်တော်တို့ရဲ့ဒီလူသားကဘာနဲ့ကိုအရန်နီးစံလုံးနေလို့ကျွန်တော်နည်းပြောချင်တာ။အဲ့တော့တခါတလေမာဘာဖြစ်လဲဆိုတော့အဲ့ပရာရောကမှာပရာရောကနဲ့လူ လောကနဲ့ပေါ့ပေါင်းစည်းထားတဲ့ဂျားကန်နဲ့လှုပ်ထားတဲ့စီးတွေရှိအဲ့စီးတွေကတခါလေအချို့အเจ้าကြီးရာတွေအကြောင်းမလို့မှိမ့်မိန်သွားတဲ့အခါမှာဒီပရလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေကိုလာပတ်သက်လာတယ်ပူးတာတွေကတ်တာတွေလာနှောက်ရှက်တာတွေရှိလာတယ်တာမန်ပရလောကသားတယောက်ကလူတစ်ယောက်ကိုထိတွေ့ခွင့်မရှိပါဘူးတကယ်၆ခံရတယ်ဆိုတာလူတိုင်း၆ခံရပါဘူးလူတိုင်းကိုလည်းသူတို့ပြလို့မရပါဘူးသူတို့ကသူတို့ဘေးနားမှာရှိနေတယ်မဟုတ်ကျွန်တော်တို့က ိုတခါကြာရင်ဟိုစသိမ်းမွေးဝေးထားတာမျိုးလို့စိတ်ထဲမှာဟိုတရားရောကကိုစောင့်ကြည့်နေတာမျိုးလို့အဲဒီလိုမျိုးဖြစ်နေတယ်ပေါ့ဒါပေမဲ့ကိုပိနားမှာပရောကသားတွေရှိနေကြီးဖြစ်တာဖြစ်နေတာအများကြီးရယ်ကျွန်တော်အဲ့ဒါကိုတတ်တက်ဗီဒီယိုနဲ့ပြောပေးမယ်နော်တတ်တက်ဗီဒီယိုနဲ့ပြောပေးမယ်အခုပြောမယ့်ကိစ္စကတော့ဒါပဲအဲ့တော့ဒီပရောကသားတွေကဒီကျွန်တော်တို့နားကတ်လာတဲ့ခါကြရင်ဟိုခါကြရင်ကျွန်တော်တို့ကဒီပရောကသားတွေကိုငြင်းရတယ်ตุ้มมาเมียมาเป๋นဆိုတော့အကြောင်းပြချက်ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ပရင်းကြီးမြင်နေရပရင်းကြီးတွေ့နေရတာ အချို့ကျတော့ဖြက်ခနဲ့ဖြက်ခနဲ့တွေကတနေ့မှနော်စိတ်ထဲမှာလဲဆိုဒီလိုမျိုးလာတာချို့ကျဖြက်ခနဲ့ကိုမဟုတ်ဘူးဂျမ်းမင်းဟိုပြက်ပြက်သားသားကြီးနေနေရတာမျိုးအဲ့ဒါပါလဲဆိုပရာလောကသားတွေကကျွန်တော်တို့ရဲ့လူသားတွေရဲ့ဖြစ်စဉ်တွေအားလုံးကိုလိုက်လံပတ်သက်လာတယ်လိုက်လံပြီးထိခိုက်လာတယ်အဲဒီခုထူးဆန်းတာအဲ့ပရာလောကသားတွေကကျွန်တော်တို့ဘေးနားမှာရောက်လာတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိလာတယ်သူနဲ့ကိုနေရသူတသားလေးလိုမျိုးပြစ်လာတဲ့အခြေအနေမျိုးကြီးဖြစ်လာတဲ့အခါကျရင်အဲ့ဒီလူတယောက်ကကံနေစိုးလာပါတယ် ကံဒီညံ့လာပါတယ်စိုးစိုးဝါးဝါးတွေဖြစ်လာပါတယ်ကောင်းတဲ့ကံလေးတွေရုတ်ရော့လာပါတယ်ကောင်းတာလှုပ်ချင်တဲ့စိတ်တွေပျောက်လာပါတယ်ပြီးတော့သူ့စိတ်ထဲမှာရှိနေတဲ့ဒီကောင်းတဲ့တရားမှုတွေအားလုံးကအားနည်းလာပြီးတော့မကောင်းတဲ့တရားမှုတွေမကောင်းတဲ့ဖြစ်စဉ်တွေမကောင်းတဲ့အရာတွေကိုပဲကြီးစိုးလာတယ်အဲ့မျိုးတွေဖြစ်လာတယ်ကျွန်တော်ထောင်ထဲမှာဒီရောက်နေတွေ့ဘူးလေအဲ့လိုတရားပါပါလေဆိုတော့ तू ကစေးတွေရောင်းလာဒီတော့အားရကျွန်တော်စေးတွေကိုရောင်းနေစေးတွေကိုရောင်းနေရောင်းတဲ့အခါမှာ ရိုင်းမော့ဒီဟိုစေးတွေကိုလည်းစပိန်ချင်းထဲမှာရိုင်းနေမဲ့ထည့်ပြီးရိုင်းသွားနေရအောင်ရဲရမဖမ်းဘူးတဲ့ခါဖမ်းကန်ဘူးတဲ့သူလောက်လာတာသူမျိုးနဲ့ယူနေလောက်လာတာပေါ့အမှားလေကျွန်တော်ကလည်းသူသွားနေလာနေရင်းနေကျွန်တော်ဘာလုပ်လဲဆိုတော့တဲ့သူသူကလည်းတင်ပေးတာမဟုတ်ပါဘူးလေကျွန်တော်မှကျွန်တော်ပေါ့တော့တဲ့ဒီသူ့ရဲ့အိမ်ရှိဘာညာတွေမှာကဲကျွန်တော်ကိုစောက်ချောင်နေသူတွေရှိရင်တော်လကောင်းဒါမှမဟုတ်လေကျွန်တော်ဒီဒါမကောင်းတဲ့လုပ်နေတဲ့အကြောင်းမလို့ကဲဟိုဒီပံမွေးချင်းမှာရှိရတဲ့တရားစီတွေ သူ့စိတ်ထဲမှာမဖဲဝါကြီးပေါ့နော်အမတော့မဖဲဝါကြီးကိုလည်းဒါလေးတွေကျွေးပါတယ်ကျွေးပါတယ်ဆိုပြီးတော့ तू ကသူ့ရဲ့ဒီဂျိုင်းပေါ့နော်နှုတ်ဝင်စီနဲ့ပြောတယ်ပေါ့အဲ့လိုလုံးကြိုက်ချိုင်အချိန်မှာ तू ကအဲ့လိုဘာဖြစ်လာလဲဆိုတော့အားရရန်ကောင်းလားကောင်းလာလဲဆိုတော့ဘာလဲဆိုတော့ तू စေးရအများကြီးရောင်းရတာမျိုးလို့အန်ဒီရီကင်းလာတာဆိုရဲချိန်မှာဖျက်ချောက်သွားတာပေါ့ तू မစစ်တာမျိုးလို့ပေါ့အဲ့လိုမျိုးတွေဖြစ်လာတယ်အဲ့ဒါနဲ့အဲ့လိုဖြစ်လာပြီးနောက်ပိုင်းမှာ तू ဘာဖြစ်စင်နေဖြစ်လာလဲဆိုတော့ကျမ်းပါရင်မကောင်းတာဒီအိမ်မှာနေရတဲ့အခါမှာသူ့မှာရိတ်ကနေရိတ်ကနေနေရတာနောက်ပင်ပန်း ဟိုတစ်ခါကျရင်ဟိုအရာနိုးလာရင်ဇောချွေးပြန်တယ်သူနိုးလာတယ်သူဘေးနားမှာတယောက်ရှိနေတယ်ဆိုတော့ feeling မျိုးတွေခံစားရတယ်အဲ့လိုခံစားရတဲ့အကြောင်းမလို့ဒါပေမဲ့သူ့ရဲ့စီးပွားကြီးစီးပွားလို့လက်လာသွားတော့မပိတ်သွားဘူးအဲ့အရာတွေဖြစ်စင်နေဖြစ်လာအဲ့တော့နေပြီးမှအတိတရသူ့ရဲ့ဒီဘေးရင်ဆရာတရားရောက်ကိုသွားပြီးတော့ဘေးရင်သွားမိလိုက်တယ်မိတဲ့ခါမှာဘေးအိမ်မှာမကောင်းတဲ့အရာတွေရှိနေတယ်ဆိုပြောတဲ့ခါအဲ့ဘေးရင်ဆရာလာပြီးတော့အဲ့ဒီမကောင်းတဲ့အရာတွေကိုလာပြီးတော့နှင်ထုတ်လိုက်တယ်ပေါ့အဲ့လိုနှင်ထုတ်လိုက်တဲ့ခါမှာနှင်ထုတ်ပြီးမကြောက်ဘူးဖန်းခံရရဖန်းခံရရ ဖားခလာရပြီဖောင်းလိုက်ရောက်လာတယ်။အဲ့တော့ကျွန်တော်တွေ့တယ်။အဲ့တော့အိုက်ဖြစ်စင်ကဘာလဲဆိုတော့ပရောဂသားတွေကကျွန်တော်တို့သွားရောက်ပတ်သက်လို့မရဘူး။အဲ့တော့ဟိုသူကသူကတော့လေသူ့အိမ်မှာသူကသူလောက်လိုက်တဲ့ကိစ္စတခုခုကသူ့အိမ်မှာပရောဂသားတွေနေထိုင်ဖို့အတွက်ခွင့်ပြုလိုက်တဲ့သူတွေဖြစ်သွားတယ်။အဲ့လိုခွင့်ပြုရှင်ကနေပြီးတော့သူ့မှာကန်ဆယ်အရေးကြီးရှိတာလေ။တလလာပါတော့မပိတ်သွားပြင်မယ်သူမှဘာရင်ဆက်လာတော့သူရဲ့စိတ်တွေကရောက်ရခက်လာတယ်အိမ်မှာရှိနေသူတွေကကျန်းမာရေးမကောင်းတာကျန်းမာရေးညံ့တာတွေနေတိုင်းနေတိုင်းဟိုတခုခုဖြစ်နေတာမျိုးတွေဖြစ်လာတယ်တက်ရောက်မှုတွေကြုံရလာတယ် အဲ့လိုမျိုးတွေရှိတာအဲ့တော့ဟိုပရာရောကစီမင်းအားနေတာပဲရှိတယ်စီးပေါက်သွားတာမရှိစီးပေါက်သွားတော့လူတွေတယောက်မှရှိမှာမဟုတ်တော့ပုံသေးသွားလိမ့်မယ်เนาะအဲ့တော့စီးဒီအားနေလာတာပါအဲ့အားနေရတာတွေတော့ကြောင်းမလို့ကျွန်တော်တို့ကပရာရောကတာနေနေရင်ပေါင်းနှမ်းတူမျိုးဖြစ်နေတဲ့တော့ကြောင်းမလို့ကျွန်တော်တို့ကကန်ဆိုးတာတွေစိတ်တက်တွေကဒီနေ့စာရေး negative thinking တွေအများကြီးတွေးတာမျိုးတွေဖြစ်လာပါတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့ပရာရောကစီးကြီးပေါက်နေတာမဟုတ်ပါဘူး ပရောဂစီကအာနဲ့တဲ့အာနဲ့လာတာပါပရာရောဂတော့ပရာရောဂနဲ့ကျွန်တော်လူလောကကြားမှာချိတ်ဆက်သားတဲ့စီးနီးလေးမိမ့်မိန်လာတဲ့အခါမှာသူတို့တွေကကျွန်တော်တို့နားကိုရောက်လာတဲ့အခါမှာကျွန်တော်တို့တွေကံနေဆိုးတာမျိုးတွေတက်ရောက်မှုများတွေဖြစ်တတ်တာတယ်